ရှင်မွေးဘူးရေပေါ်မှာတွေ့ရတဲ့ OZ ဆိုတာဘာကိုပြောရလဲတဲ့ OZ ဆိုတာကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ရှင်မွေးဒီလိုမျိုးဘူးခွင်နေမှာဆိုရင်ဒီလိုမျိုးလေးတွေ့ရတယ်ဗျာအဲ60မီလီနောက်ပြီးတော့3.0 FL OZ ဆိုပြီးတော့တွေ့ရလေးရှိပါတယ် OZ ရဲ့အဓိပ္ပာယ်ပါဝင်နှုံးမှာပဲရှင်မွေးထဲမှာပါတဲ့ ဟာကိုမီလီနဲ့လည်းတိရအောင် OZ ဆိုတာလည်းတိရအောင်ဆိုပြီးတော့တို့နှစ်ခုထည့်ပေးခြင်းပဲဖြစ်ပါတယ်60မီလီဆိုရင်3.0 OZ ဖြစ်ပါတယ်1 OZ ဆိုရင်ဗျာမီလီနဲ့တွက်မယ်ဆိုရင်2.9ဘလောက်ဘလောက်အဲ့လိုအတိအကျတော့မပြောတော့ဘူးအဲ့လောက်မီလီရှိပါတယ်အဲ့တော့တို့က60မီလီဆိုရင်3 OZ ပေါ့ဗျာ3 OZ ရှိတယ်ပေါ့ဗျာနောက်ပြီးတော့100မီလီတို့ဘာလို့ဆိုရင်တော့ဒီမှာဆိုရင်ဒါဆို100မီလီဘလင်းခုနက90မီလီဘလင်းမလို့3 1.0နဲ့ထွက်တယ်ဒီကောင်ရိုဂျာဆိုရင်ဒါ100မီလီဆိုတဲ့အတွက်သူထဲမှာ 3.40z ဆိုပြီးတော့လာပါတယ်ဒီမှာ 3.40z ဆိုပြီးတော့ရေးထားတွေ့ရပါတယ် oz နဲ့တွေ့ရရင်3.4နောက်ပြီးတော့ milli နဲ့တွေ့မယ်ဆိုတေးရအဲ့လိုပေါ့အလွယ်တကူတက်မှတ်လိုက်ပေါ့အော်တခုရှိသေးတယ်ကျွန်တော်ပြောဖို့မေ့တော့လို့ 100 ml ကို3.3 oz လို့ရေးတဲ့ရေမွေးပလင်းနေရှိတယ်3.4 oz ဆိုပြီးတော့ရေးတဲ့ပလင်းနေရှိတယ်ဒေရိုချာမှာဆိုရင်3.4 oz ဆိုပြီးတော့ရေးထားတယ်ဒီကောင်မှာဆိုရင်100 ml ပဲပါတာဒီထဲမှာကျတော့3.3 oz ဆိုပြီးတော့ရေးထားပါတယ်ဒီမှာပါအောက်ရတောင်လေးမှာပါဒီလိုနေရာလေးမှာပါ ဒါတော့ချွန်ချက်အနေနဲ့ပေါ့ဗျာတစ်ခုနဲ့တစ်ခုနည်းနည်းလေးတော့နင်းငယ်အိုဆက်ရေးရလေးကိုွဲပြရဲဆိုတာဒီနှလုံးနဲ့ကျွန်တော်တက်တေပြလိုက်တာဖြစ်ပါတယ်ဒါတော့ရင်မွေးနဲ့ပတ်သက်တဲ့ဘူတုတအကြောင်းအရာဗီဒီယိုလေးပဲဖြစ်ပါတယ်131 60 61မန်လေးကျွန်တော်ဆိုင်မှာအနက်နေဆိုင်ပြီးမှဝယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်